ဒီဗီဒီယိုက American Survive Movement လို့ခေါ်တဲ့ American လူမဲခွင့်ရေးလှုပ်ရှားမှုကြီးအကြောင်းဗီဒီယိုဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကြီးဟာကျွန်းစနစ်ပပျောက်ပြီးဖြစ်တော့လဲခွဲခြားမှုမပပျောက်သေးတဲ့အခြေအနေကိုပြုပြင်ပြောင်းလဲခဲ့ပြီး American ပြည်ထောင်စုရဲ့ဥပဒေစနစ်နဲ့လူမှုရေးမြင်နေထိပါပြောင်းလဲပေးခဲ့တဲ့လှုပ်ရှားမှုကြီးလည်းဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကြီးအတွင်းမှာနိုင်ငံရေးပြင်ဂီတရှင်တွေထိပါဆက်ဆံမှုရှိခဲ့ပါတယ်။ American ရဲ့ DJ နာမည် Rock and Roll ဆိုတော့ Eric Plus လေးကနေစပြီး Fox ဆိုတော့ Bog Dylan ထိပတ်ဝန်းဆက်ဆက်ခဲ့ပါတယ်။ဒီနေ့ဒီဗီဒီယိုမှာတော့အဲ့ဒီကြောင်းတွေကိုခဏရှင်းထားပြီးအရေးကြီးခဲ့တဲ့ဖြစ်ရပ်တွေကိုတဆင့်ရှင်းစီအချင်းချင်းရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒီကြောင်းတွေကိုဆက်ပြောခဲ့ American ရဲ့လူမှုရေးမြေပြင်ရှင်တွေကိုနားလည်ထားဖို့လိုအပ်ပါတယ်။ဒီနေ့မှာ American ကလူမဲရီရဲ့အခြေခံခွင့်ရေးတွေကိုရှုတ်ဖောက်ထားတဲ့ Separate but Equal ဆိုတဲ့ယူဆရှိပါတယ်။ တော့ပထမဆုံးအနေနဲ့ဒီလူမဲတွေရဲ့အခြေခံခွင့်ရည်ကိုကန့်သတ်ထားတဲ့ separate but equal ဆိုတဲ့ယူဆကိုကျွန်တော်အရင်ဆုံးလေ့လာကြည့်ကြပါမယ်။ဒီယူဆအများပြည်သူဆိုင်ရာနေရာတွေဖြစ်တဲ့ pension, best car နဲ့ခြားခြားသောကိစ္စတွေမှာလူပြည်လူမဲခွဲခြားတာဆိုလိုချင်တာပါ။ဥပမာလူဖြူတွေတည်ထန်ထိုင်ကုန်၊လူမဲတည်ထန်ထိုင်ကုန်ဆိုပြီးခွဲထားတယ်။အဲ့လိုခွဲထားပေမဲ့ဒီထိုင်ကုန်ရဲ့ facility ကတော့လူဖြူအတွက်ကောလူမဲအတွက်ရောအတူတူပဲဆိုတော့အယူဆဖြစ်ပါတယ်တကယ်တော့ဒီ separate but equal ဆိုတဲ့ user American ပြည်အောင်စုမှာမြင့်တွင်နေတာပြည်တော်စပီးကြရပါ ပြည်နယ်ဆက်တင်းကျွန်းစနစ်ကိုထောက်ခံတဲ့တောင်ပိုင်းတပ် Confederate တပ်တွေဟာကျွန်းစနစ်ပပျောက်ရေးကိုလိုလားတဲ့မြောက်ပိုင်းတပ် Federal တပ်တွေထံမှလက်နက်ရှာညှပ်ခံဆက်ရှုံးခဲ့ကြပါတယ်။အရင်နောက်ပြန်လည်တိဆောက်ရေးကာလလို့ခေါ်ဆိုကြတဲ့တောင်မြောက်ပြန်လည်ပေါင်းစည်းရေးကာလမှာတောင်ပိုင်းဒေသတွေရဲ့ Jim Crow Law ဒါမှမဟုတ် Black Code လို့ခေါ်တဲ့လူမဲတွေရဲ့အခွင့်အရေးကိုကန့်သက်ထားတဲ့စီမံချက်ကိုအစိုးပြုတင်သွင်းခဲ့ကြပါတယ်။ Separate but equal ဆိုတာအဲ့ဒီ Jim Crow Law လို့ခေါ်တဲ့ Black Code တွေရဲ့တစ်ခုမြတ်တာဖြစ်ပါတယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်းမှာလူမဲဆက်သားတွေဟာတခြားမဟာမိတ်များဤသို့နာဇီဂျာမနီကိုတတ်ပေးပြီးတိုက်ပွဲကိုညှက်ကြရပါတယ်။ဆက်ပွဲကြီးပြီးဆုံးချိန်လူမဲတွေသူတို့ရဲ့မိုးရဲမြေကိုပြန်အောင်လာကြတဲ့အချိန်မှာလေဒုတိယလူလန်စာပြင်ဆက်ဆံခံနေကြရပါတယ်။ဒါဝိုးမကျင်တော့တဲ့အခါမှာဒါဟာပြောင်းလဲမှုရဲ့မိစားတစ်ခုဖြစ်လာခဲ့ပါတယ်။ ပထမဆုံးဥပဒေရေးအောင်မြင်မှုကြီးဟာ1954ခုနှစ်က Brown vs Board of Education လို့ခေါ်တဲ့ကိစ္စပါကန်ဆာစ်ပြည်နယ်က Lander Brown လို့ခေါ်တဲ့လူမဲမလေးဟာသူ့ရဲ့အိမ်သားမှာရှိတဲ့ကျောင်းကိုတက်ရောက်ခွင့်မရခဲ့ပါဘူးမရတဲ့အကြောင်းပြချက်ကတော့အဲ့ဒီကျောင်းဟာလူဖြူတီးတန့်ကျောင်းဖြစ်နေတဲ့အတွက်ဖြစ်ပါတယ်အဲ့လိုမျိုးကျောင်းတက်ရောက်ခွင့်မရခြင်းဟာ Lander Brown ရဲ့ရှေ့ကန်အခွင့်အရေးကိုချိုးဖောက်တယ်ဆိုတဲ့အမြင်နဲ့ Lander Brown တို့မိသားစုဘက်ကနေပြီး Board of Education ကိုတရားစွဲဆိုခဲ့ပါတယ် အမေရိကန်ရဲ့အမြင့်ဆုံးတရားရုံးချုပ်ဖြစ်တဲ့ Supreme Court ရဲ့တမိုင်းဝင်ဆုံးဖြတ်ချက်ကတော့လူမျိုးရေးရခွဲခြားထားတဲ့ပညာရေးစနစ်ဟာမိသည့်နည်းနဲ့မှတန်းတူဖြစ်နိုင်ခြင်းမရှိဘူးလို့ကြေညာခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ဟာပြည်နယ်အလုံးမှာလူမျိုးရေးခွဲခြားထားတဲ့အကြောင်းတွေကိုဥပဒေအရတရားဝင်မှုပဲပြတ်သွားစေခဲ့ပါတယ်။နောက်တစ်နည်းပြောရရင်ဒီဆုံးဖြတ်ချက်ဟာ Separate but Equal ဆိုတဲ့အယူအဆကိုပြောင်းပြန်လံပစ်လိုက်တဲ့ကြေညာချက်ဖြစ်ပါတယ်။ ဥပဒေပြောင်းလဲမှုတစ်ခုတည်းနဲ့လူ့တိုင်ဝန်ရဲ့စိတ်နေသဘောထားတွေကိုပြောင်းလဲဖို့ဆိုတာမဖြစ်နိုင်သေးပါဘူး1955ခုနှစ်ဒီဇင်ဘာ9ရက်နေ့မှာရိုဆာဘက်လို့ခေါ်တဲ့လူမဲမျိုးသမီးတူကဘတ်စကားပေါ်မှာလူပြည့်တူကိုသူ့ရဲ့ထိုင်ကုန်လွှမ်းမပေးပဲဖမ်းဆီးခံခဲ့ပါတယ်ဒီဖြစ်ရကလည်းမိစံတစ်ခုဖြစ်လာခဲ့ပါတယ်အဲ့ဒီဖြစ်ချောင်းမတင်လူတကင်းချူနီယာတို့ဥဆောင်တဲ့လူမဲတိုင်းဝင်ဟာ381ရက်ကြာဘက်စကာစီဇန်ကိုတပိတ်မှောက်ခဲ့ကြပါတယ်။ဒီတပိတ်ဟာမြို့ရဲ့စီးပွားရေးကိုကြီးမားစွာထိခိုက်စေခဲ့ပြီးနောက်ဆုံးမှာ မြို့တော်အာနာပိုင်တွေကဘတ်စကားဘောကခွဲခြားမှုကိုရုတ်သိမ်းဖို့သဘောတူညီခဲ့ကြရပါတယ်ကံဝဇပေါ်တော့ education ရဲ့ဆုံးဖြတ်ချက်ကိုကောင်းတဲ့ဖော်ရမှာကက်ခဲရများစွာရှိခဲ့ပါတယ်။အထက်တစ်ခုက1958ခုနှစ် Arkansas ပြည်နယ်မှာရှိတဲ့ Little Rock မြို့က Central High School မှာလူမဲကျောင်းသား၉ယောက်စတဲ့တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။ဒါပေမဲ့ပြည်နယ်အုပ်ချုပ်ရေးမှူးဘက်ကနေပြီးပြည်နယ်စစ်သားတွေကိုဆစ်လွတ်ပြီးကျောင်းသားတွေကိုကျောင်းထဲဝင်ခွင့်မပြုခဲ့ပါဘူး။

လူပြူလူမဲအားလုံးပါဝင်တဲ့လူပေါင်း2သိန်းခွဲကျော်သောလူအုပ်ကြီးဟာဝါရှင်တန် DC မှာစုရုံးခဲ့ကြပါတယ်။ဒီရှိတပ်ပွဲကြီးရဲ့ပန်းတိုင်ကတော့လူမျိုးရေးခွဲခြားမှု ဆုံးသက်ရေးနဲ့အလောက်ကန်ဒဏ်ထူညီမျှရေးဆိုင်ရာဥပဒေသက်တွေကိုပြဋ္ဌာန်းဖို့အတွက်ဖိအားပေးရမှာ။ဒီပွဲကြီးမှာဒေါက်တာမာတင်လူသာကင်းဂျူနီယာကသူ့ရဲ့ကပတ်ကျောင်း IF Drin ဆိုတဲ့မိကုံကိုရွတ်ဆိုခဲ့ပါတယ်။ကလင်းငယ်တွေကိုအသားရောင်နဲ့မဟုတ်ဘဲသူတို့ရဲ့ကိုကျင့်တရားဇယိုင်းနဲ့သာလေးစားတန်ဖိုးထားတဲ့ကပတ်တစ်ခုဆိုတဲ့အိမ်မဲဟာကပတ်တွင်းကိုနှိုးဆော်ပေးခဲ့ပါတယ်။ နှစ်ဆယ်နှစ်ရှိကျူးစာအထုံးမှုတွေရလနေတဲ့အဓိကဥပဒေကြီးတစ်ခုပေါ်ထွက်လာခဲ့ပါတယ်။အဲဒါတွေကတော့1964ခုနှစ် Civil Rights Act လို့ခေါ်တဲ့လူမျိုးရေးကိုယ်ကွယ်ယုံကြည်မှုလိင်ရှင်တွေပေါ်မှာရှေ့ပြုတ်ဝေးခွဲခြားမှုကိုတရားဝင်တားမြစ်ခဲ့တဲ့ဥပဒေရဲ့1965ခုနှစ် Voting Rights Act လို့ခေါ်တဲ့လူမျိုးရေးရဲ့မဲပေးခွင့်ကိုအာမခံပေးခဲ့တဲ့ဥပဒေတစ်ခုပဲဖြစ်ပါတယ်။ဒီလှုပ်ရှားမှုကြီးဟာအကြမ်းဖက်တဲ့ဆန္ဒပြမှုရဲ့ဆွမ်းအားနဲ့နိုင်ငံသားတအုပ်ရဲ့တာဝန်နဲ့တရားမျှတမှုတွေရပ်တည်ရတဲ့ရဲစွမ်းတက်တီကိုတက်တည်ပြခဲ့ပါတယ်။ ဒေါက်တာကင်းကိုရိုင်းကတော့1968ခုနှစ်မှာလောက်ကျန်ခံခဲ့ရပေမယ့်သူ့ရဲ့လောက်ဖို့ကင်ပရီယာသူတို့တို့စတင်ခဲ့တဲ့လှုပ်ရှားမှုကြီးကိုဆုံးခန်းတိုင်အောင်မြင်သည့်ဆက်လက်တည်ပိုးသွားခဲ့ကြပါတယ်